1389မှာမရဏအိမ်ကိုလည်းလာတည်တယ်အတာလဲစားတဲ့ဗုဒ္ဓဖူးရအောင်တာသမီမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့ကံအရှင်တွေဘလို့ရှိခဲ့လဲ1925ခုနှစ်ကိုမကြခင်ဆရာတို့နှစ်ကိုလာကစားတယ်လာကိုရက်ကစားတယ်ရက်ကိုနိုင်ကစားတယ်နိုင်ကိုမိနစ်မိနစ်ကိုစက္ကန့်ဟောအသူရနေမင်းကြီးကရောင်ကြီးထောင်လင်းဆောင်တယ်အသူရနေမင်းကြီးကအရှိတ်ကနေပြီးတော့အနောက်ဖက်ယွန်းယွန်းရက်ချီကိုဥတီပြီးတော့နေ့စဉ်တော့ခုံမောင်းသွားတာပေါ့မကြခင်ဆိုဆရာတို့ပြက်ခရင်တစ်ခုရဲ့ကလကာတစ်ခုကိုဖြုတ်လို့ ခရစ်တော်ကိုဆွဲပြီးရေးဆွဲထားတယ်ပြက်ကလေးတစ်ခုနောက်တစ်ခုကိုတတ်တော့မယ်ဆိုတော့ဒါဒီတင်စားပြောနေလဲအကုန်မှာတော့မဟုတ်ဘူးအဲဆရာကတော်ကြီးကြဲကြဲပြောနေလို့မကုန်မှာမဟုတ်ဘူးအဲ့တော့ဘုတ်တစ်ခုရအောင်တာသမီမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ကံရှင်တွေဘယ်လိုရှိခဲ့သလဲကောင်းရောကောင်းမဲ့ထင်ခဲ့သလားကောင်းတယ်ဆိုရင်တော့မိတ်ဆွေဟာတော်တော်ကိုထူးထူးဆန်းဆန်းဖြစ်ခဲ့တဲ့သူမျိုးဖြစ်ပါလိမ့်မယ်အဲ့တော့ဘုတ်တူရအောင်တာသမီမိတ်ဆွေများကောင်းတဲ့သူများပါရင်လည်းဆရာကိုမှန်ပေးကြပါဦး။ကံဆရာရဲ့အရှင်ကြီးကတာမန်တိုင်းမဲ့ဆိုတဲ့မိတ်ဆွေများပါရင်ဆရာကိုမှန်ပေးကြပါဦး။ ။ဒါနဲ့စကားမဆက်2026ခုနှစ်အတွက်တနစ်စာဟောစရံတွေကိုဆရာငယ်နားမှာအကျိုးတင်စီးရင်တော့ပေးထားဖို့လိုအပ်ပါတယ်။ထုံးစံတိုင်းပါပဲခင်ဗျာ။မနစ်ကဆရာအဲစီးရင်တော့ကျိုးတင်ပေးရမယ်။လူတိုင်းတော့မရနိုင်ဘူး။မနစ်ကလည်းအကုန်မရဘူးထင်တယ်မနစ်ကမရတဲ့မိတ်ဆွေကတော့ဆရာကျွန်မကျွန်တော်မနစ်ကမရလို့ပါမနစ်ကမှာပါတယ်ဆိုတဲ့မိတ်ဆွေများအတွက်ကျွန်တော်ဒီနှစ်တိတန်တရှာလေးတော့ပို့ပြီးတော့အချိန်အားပြည့်ရေးပေးထားပါမယ်တော်တော်ဆရာလည်း2025ခုနှစ်ကဟို ဟိုဟိုလှုပ်လှုပ်ချာချာပြောင်းပြောင်းလဲဖြစ်ခဲ့တယ်မန္တလေးရောတောင်ကြီးရောဆိုတော့အခုတော့ဆရာနေပြီးတော့ရောက်နေတာဆိုတော့လဲခွင်းပြင်ကြီးပါဆိုတော့ကောင်းပြီဆိုတော့အဲ့တော့တနစ်စာခေါ်စတဲ့ကတော့မနစ်ကအတိုင်းပါပဲကုန်စည်နှုန်းတွေဈေးတက်ပြီမှာ9000ကျပ်ပါပဲခင်ဗျာဒါပေမဲ့ဆရာကတအူးချင်းစီကိုတရားရေးပြတာဖြစ်တဲ့ပြင်လာလိုက်ခေါ်စတဲ့နေလဲပါတယ်ပြင်အခြားရေတွေရတယ်လဲပါတယ်ပြင်ဆရာငယ်လက်ဆွဲအိတ် logo လေးတွေနဲ့တချို့ကလည်းတံပြီးလို့ပြောကြတယ်ထားပါလေးဆရာဒါတွေကိုအမှားယူလို့ရကြောင်းနဲ့ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတချောက်ဝါ Telegram မှာပြောရင်ကဲဗုဒ္ဓဘုရားကိုတာသမီမိတ်ဆွေများ2025ခုနှစ်ကိုသုံးသက်ပြီး2026မှာဘာတွေပြင်ဆင်တင်တယ်လဲစတင်လိုက်ရအောင် ီ2025ခုနှစ်ကတော့ Hermes ပေါ့တားတော့ကတ်မှာဆိုရင်တော့ကိုကနန်းဟုတ်လား2025ပေါင်းလိုက်ရင်ပေါင်းရင်းနံပါတ်9ရတယ်9ရတယ်ဆိုတော့ကိုကနန်းရရှိတဲ့မိတ်ဆွေတို့ဟိုတပည့်ရအောင်တာသမီမိတ်ဆွေများတေချာပါတယ်ဒီတစ်နှစ်ကတော့ဘာကိုမဆိုစိတ်ပန်းလူပန်းစိတ်မောလူမော ဖြစ်ခဲ့မှာတော့အတိအကျပဲဖြစ်တယ်။ဒါအပြင်အစမဟုတ်မလို့လို့နဲ့အဆုံးသက်ကြတော့ဝါထထဖြစ်သွားတာမျိုးငွေကြီးကိစ္စနဲ့ပတ်သက်ရင်လည်းလက်ထဲမှာဝင်လာရင်မမြဲတာမျိုးလေးတွေဟိုနားဝင်ဒီဘက်ကထွက်လိုက်ဒီနားကဝင်ဟိုဘက်ကထွက်လိုက်နေအိမ်တော်ကြီးကိစ္စသားကြီးကိစ္စသမီးကြီးကိစ္စမိသားစုကြီးကိစ္စအတွင်တွင်နဲ့ကိုမိတ်ဆွေတို့အဖက်တင်တဲ့ ကံကလက်ရှိမှာအသက်ရှူလို့ရလောက်တဲ့အခြေအနေတခုလောက်တော့ကျင်းသေးတယ်ရရှိမယ်တိထက်တော့ပုံမယ်လို့ကျွန်တော်မထင်ပါဘူးသို့သောစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့တာကတော့အသေးစားပဲဖြစ်ပြီးတော့အမျော်လင့်ထားသလိုမှန်းချမ်းတဲ့နှံ့ထွက်မကြိုက်တာမျိုးလေးတွေလည်းအများကြီးကြုံခဲ့မဲ့ကာလဖြစ်ပြီးတော့အမိတ်ဆွေစေအပေါင်းအသင်းစစ်တွေကိုရရှိပြီးတော့အဖက်တင်တာဆိုရင်တော့မိတ်ဆွေဟောင်း ကိုနာမနေပြီးတော့ကိုကိုတစ်ချိန်လုံးကောင်းမယ်လို့ထင်ခဲ့တဲ့မိတ်ဆွေများအတွက်ကတော့အပြောင်းလဲနဲ့ကံရဲ့ဆန့်ကျင်ဘက်တွေရရှိပြီးတော့နောက်ကျောကိုဒါနဲ့တိုးကံရတာမျိုးတွေလူယုံတတ်တာမျိုးတွေတဲ့။အော်ကိုကလွှဲရင်လောကမှာဘုသူ့ကိုမှမယုံပါဘူးလားဆိုတဲ့စိတ်တွေတော့များစွာဝင်နေမနှစ်ဖြစ်ပါလေ။ငွေကြီးကိစ္စလက်လွန်ထားတဲ့ကိစ္စအပြောင်းလဲလေးတွေဖြစ်လာခဲ့မယ်။ အပေါင်းသင်းမိတ်ဆွေကိစ္စလေးတွေမှာလည်းလူယုံတတ်တာမျိုးလေးတွေလူတွေနဲ့တောင်ထိတွေ့ရမှာကြောက်နေတတ်တယ်နှစ်ဖြစ်ခဲ့မှာတော့အကြည့်ကြပဲဖြစ်တယ်တို့တော့ထားခဲ့လိုက်တော့2025မှာမိတ်ဆွေတို့2025ကိုပြန်ကြည့်ရရင်တော့စိတ်ပန်းလူပန်းစိတ်မောလူမောကိုနေရာလဲကိုပါခဲ့ရဒီနေရာလဲကိုပါခဲ့ရအာကိုနေရာလဲကိုပါရဒီနေရာလဲကိုပါရဟိုကလဲကိုမပါရင်မပြီးဒီနေရာလဲကိုမပါရင်မပြီးနဲ့ လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေတော့မှဖင်မငိမ့်မဲနဲ့ဟိုနဆက်ဆက်သွားလိုက်ရဒီနဆက်ဆက်လုပ်လိုက်ရနဲ့စိတ်ပန်းလှူပန်းစိတ်မောလှူမောဖြစ်ခဲ့တာတော့အသေးချာပဲဖြစ်ပြီးဒုံနီးမဟုတ်ဒုသူမမဟုတ်ပဲနဲ့မိတ်ဆွေဗုဒ္ဓဘုရားသာသမီတွေကကန်စတာကောင်းနေဆိုရင်တော့မိတ်ဆွေလူတရာမှာတယောက်လူတစ်ထောင်မှာတယောက်လူတစ်တောင်းမှာတယောက်လူတစ်သိန်းမှာတယောက်သာဖြစ်မယ်ဆိုတာကျွန်တော်ရဲကြီးပြောရတဲ့အတွက်အဲ့ဒီလိုမိတ်ဆွေမျိုးပါရင်လည်းဆရာကမှန်းကပြီးခဲ့ပါအောင်မိတ်ဆွေတို့တို့ကဗုဒ္ဓဘုရားသာသမီတွေတို့ကကန်ကောင်းမဲ့နှစ်များဖြစ်ခဲ့သလားဆိုတာလည်းဆရာကသိချင်ပါရဲ့ ဗုဒ္ဓဘာသာဥသာသမီမိတ်ဆွေတွေကဒီ2025ခုနှစ်မှာတော့လုံခန်းကိစ္စအလုပ်တကိစ္စတခုခုမှာရှိတာလေးနဲ့ရောင်ရဲနေတဲ့နှစ်ဖြစ်ခဲ့မှာအသေးချာပဲဖြစ်ပြီးတော့ကို့မှာမျောလင်းချက်တွေဆုံးဖြတ်ချက်တွေငါကဘုရုကိုမှမမျောလင်းမဲ့ကိုကိုကိုအားကိုးပြီးတော့ရုန်းကန်တာမနဲ့ကိုကိုကိုဘာကိုမဆိုရှည်တန်းတင်တင်နဲ့နှစ်ဘာကိုမဆိုကိုကိုကိုအဲတူတူတိတ်တိတ်နဲ့လှုပ်လှုပ်ဝဝနဲ့အဲ လှုပ်ဆောင်တက်တဲ့နှစ်ဖြစ်တာကတော့အဖက်တင်ခဲ့တာအတိအကျပဲဖြစ်တယ်ပေါ့တို့ဆိုဆရာရဲ့ငွေကြီးနဲ့ပတ်သက်လို့လည်းအခုထိမမြဲသေးဘူးဆိုတဲ့မိတ်ဆွေများကတော့ဆရာငယ်ရဲ့ငွေမြဲစီရန်ငွေမမြဲသူများ Facebook မှာဖြစ်ပြီးရိုက်ချကြည့်ကြပါငွေမမြဲသူများငွေမြဲစီရန်ဆိုတဲ့ဆရာလွန်ခဲ့တဲ့2021လောက်ကလာဖြစ်ကောင်းဖြစ်လိမ့်မယ်ဗျာနော်အဲငွေမမြဲသူများငွေမြဲစီရန်ဆိုတဲ့ဗီဒီယိုမီလီယံ 7 million လောက်ထိကြည့်မယ်ထင်တယ်ဗျာနော်ကျွန်တော်အင်ဂျီဖြူလေးနဲ့ဆရာပေါက်စာလေးပဲရှိသေးတယ်အင်ဂျီအိတ်ကတ်ထဲမှာတော့ဘောပင်လေးနဲ့အဲ့ဒီရေဒီယာလေးလှုပ်ပါတကယ်ကိုထူးရှားပါတယ်ဗုဒ္ဓဦးရသမီးကြီးငွေမြဲစီရန်တော့ရေဒီယာလေးပါအဲဆရာကကြတော့ငွေမြဲစီရန်လို့တိုက်ရိုက်ရရင်တွေ့မှာမဟုတ်ဆရာငယ်ဆိုပြီးတော့လေငွေမမြဲသူများငွေမြဲစီရန်လို့ရိုက်လာမိတ်ဆွေတို့တေးကြတယ် အဲ့ဒီရေရလေးလောက်ကြည့်ပါကျင်းတီထူးထူးချာချာအပြောင်းလဲလေးနေတူတူသိသိလှုပ်ဆောင်ရမယ်ဂါလာအပိုင်းရှားလေးငွေကြီးနဲ့ပတ်သက်လို့မမြဲတဲ့သူတွေငွေကြီးနဲ့ပတ်သက်လို့အပေါက်တရားအဖသောင်းဖြစ်နေတဲ့မိတ်ဆွေများကျင်းတီတဲ့မိတ်ဆွေတို့ဒီ2025ခုနှစ်မှာညံ့ခဲ့တဲ့မယ2026မှာကံကောင်းခြင်းတွေပါအောင်2025အတွက်လက်ဆောင်လေးပေးလိုက်ခြင်းဖြစ်တယ်အင်မတန်လဲစွန့်တဲ့အပြင်ကိုဆရာကိုယ်တိုင်တော်မှလှုပ်ထားပါတယ်ဆရာစုံငွေကုန်မှများရင်ခေါင်းကြီးကင်နေတတ်တော့အဲ့တော့ငွေမြဲစေရန်အတွက်တော့အဲ့ဒီရေရလေးလှုပ်ထားတာပေါ့ကောင်းပြီဆိုတော့ ဗုဒ္ဓဖုရအုပ်သားသမီးတွေတော့ဘာမှမပြောခင်မှာမိတ်ဆွေတို့အတွက်အများကဆောင်လို့ရတဲ့အဆောင်လေးတစ်ခုကိုဆရာပေးချင်ပါတယ်အဲ့ဒါကတော့ချီချီဝေးမဟုတ်ပါဘူးခင်ဗျာဆရာတို့တလက်မလောက်ရှိတဲ့ကတ္ထုစာရွက်အပန်းရောင်ကလေးတစ်ခုကိုချာလိုက်ပါချာပြီးတော့ဆရာတို့9000ကျယ်ကလေးဆွဲလိုက်ပါဗာရောင်နဲ့ဆွဲဆွဲရတယ်9000ကျယ်ကလေးဆွဲလိုက်ပါအဲ့ဒီ9000ကျယ်ကလေးကိုပလတ်စတစ်အိတ်လေးနဲ့မီးလေးပိတ်လိုက်ပါ ပလတ်စတစ်မလောင်ခိုင်းဘူးနော်ပလတ်စတစ်အိတ်လေးနဲ့ခတင်းတင်းလေးဆွဲပြီးတော့ကိုကိုတိုင်းလေးမီးလေးပိတ်ပြီးတော့မိမိရဲ့ပတ်စံအိတ်အတွင်းသို့မဟုတ်အိတ်ကအတွင်းမှာစောင့်ထားပါငွေကြီးဝင်ပါတယ်တကယ်လို့ငွေမဝင်အောင်ပတ်စံအိတ်ကလေးကိုအဲ့ဒီရဲ့ကြဲကလေးကိုငွေဝင်ပါစေဆိုပြီးတော့ပုတ်ပြီးတော့ဗဇက်ကနေနေစဉ်လေးပြောပါဂါရာမန်တရားတို့အဆောင်ရည်ရတို့ဆိုတာဂမ်မီရတို့ဆိုတာဟာကိုနဲ့လှုပ်ရင်လှုပ်တယ်လို့စွမ်းနိုင်အရာလေးတွေကိုနဲ့လှုပ်ရင်လှုပ်တယ်လို့အကျိုးပေးတဲ့နှစ်ကလေးဖြစ်တာအသေးချာပဲဖြစ်တဲ့တို့ကမိတ်ဆွေတို့အနေနဲ့ချိန်သေးတယ်ဒီအဲ့ဒီရဲ့ရည်ရလေးကိုငွေဝင်ပါစေငွေဝင်ပါစေ လက်လက်ထဲငွေမပြတ်ရင်ပဲဖြစ်ဖြစ်သို့မဟုတ်ငွေတွေပို့ပြီးတော့အဆင်ပြေစေခြင်းပဲဖြစ်ဖြစ်ငွေဝင်ပါစေငွေဝင်ပါစေဆိုပြီးတော့ခဏခဏအဲ့ကလေးတွေကိုပုတ်ပုတ်ပြီးတော့ပြောပါဒါဆိုရင်မိတ်ဆွေတို့နဲ့ငွေကြီးတွေဝင်လာပြီးတော့များစွာတိုးတက်ပြီးတော့အထောက်အကူဖြစ်စီမှာအတိအကျပဲဖြစ်ကြောင်းနဲ့ဆရာငွေရဲ့ငွေပွားနှီးဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့9000ကျော်ဟိုအပန်းရောင်ကတ်တူစာရောလင်းတလက်မှ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 လေးတွေကိုလုတ်ပြီးတော့မိတ်ဆွေတို့နဲ့အဲ့ဒါလေးလုတ်ပါကျင်းတည်တဲ့ငွေဝင်ပြီးတော့အထောက်အကူဖြစ်စီမှာအတိအကျပဲဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ချင်ပါတယ်ခင်ဗျာကောင်းပြီဆိုတော့ဆက်ပြောလိုက်ရအောင် 2025ခုနှစ်ထဲမှာဗုဒ္ဓဘုရားဥဒသမီမိတ်ဆွေတဲ့အနေနဲ့ဆရာတို့မကြခင်ဆိုလို့ရှိရင်ဒီဇင်ဘာကိုရောက်တော့မယ်အခုဆိုရင်တော့နိုဝင်ဘာလရောက်ပြီဆရာဒီဗီဒီယိုရိုက်နေတဲ့အချိန်ဆိုနိုဝင်ဘာလလဲကြောပြီအဲ့တော့လလဲကြော်သွားပြီဆိုတော့မိတ်ဆွေတို့အနေနဲ့2020ငါးခုနှစ်ကိုမကြခင်ကုံတော့မှာဖြစ်တဲ့အတွက်2025မှာတော့မိတ်ဆွေတို့ကံညံ့ခဲ့တဲ့နှစ်ရုန်းကန်ခဲ့ရတဲ့နှစ်ဘာကိုမဆိုပုံနေရာလဲကိုပါတီနေရာလဲကိုပါစိတ်တိုင်းမချစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့ရတာကိုဆရာသိတယ် သို့တော့မိတ်ဆွေတို့အနေနဲ့2026မှာကန်ဆာတာတိုးတက်စီရန်အတွက်အခုကနေကဆရာဘလူရေရီယာတွေကြိုတင်ပြင်ဆင်ထားရမလဲဆိုရင်တော့မိတ်ဆွေတို့ခမရေတံဘူးကလေးတွေလှူတာမျိုးနော်အလုံးလုံးနေတဲ့သူတွေလမ်းလုံးနေတဲ့သူတွေသို့မဟုတ်လို့ရှိရင်အခုအပြောင်းအသွားလာလုံနေတဲ့မိတ်ဆွေများခရီးသွားရင်ပဲဖြစ်ဖြစ်လမ်းကျော်ရင်ပဲဖြစ်ဖြစ်ရေတံကလေးဘူးပြင်နိုင်တော့တစ်ခါလွင်28ဘူးတတီကိုလှူစေခြင်းနဲ့28ဘူးတတီကိုရေတံဘူးတသိလေးပေါ့နော်တကယ်လို့မှဆရာရဲ့ဒီထက်ပို့ပြီးတော့လှူခြင်းတယ်ဆိုရင်လည်းလှူလို့ရပါတယ်သို့မဟုတ်လို့ရှိရင်2025ခုနှစ်ထဲမှာလမ်းလေးစုံမှဖြစ်စီ သရုတိတာမှာဖြစ်စေသို့မဟုတ်ရင်မိတ်ဆွေတို့လိုအပ်မဲ့နေရာလေးမှာဆရာတို့ ရေဦးစည်းကလေးစောက်ပေးတယ်ကုတူမျိုးလောက်ပါဒါဆိုရင်ကျင်းသေးတယ်2026မှာမိတ်ဆွေတို့ရဲ့ကံကြမ္မာညံ့မှုတွေတောင်မှကံကြမ္မာညံ့မှုတွေမပါလာပဲကန်ဆာတာကောင်းမှုတွေကျင်းသေးရရှိမဲ့ကာလဖြစ်ပြီးတော့အဲဆရာပြောတဲ့ဟိုဆွမ်းနာလူပေါ့မိတ်ဆွေတို့အနေနဲ့ဟိုအမိတ်ပြန်တန်းရေတရားဆိုတာလေးရှိတယ်မသိရင်ရိုက်ရှာလိုက်တကယ်လို့မဟုတ်ရင်ဆရာလာကုန်ကနေကြရင်ပြန်တင်ပေးမယ်မသိလို့ရှင်လဲအမိတ်ပြန်တန်းရေတရားတို့ပြက်ကရင်ရေတရားလေးလိုက်လောက်ကြည့်ဖို့လိုအပ်ကြောင်းနဲ့ဗုဒ္ဓဖူးရဦးသာသမီမိတ်ဆွေတွေကတော့ထထွေဝေးမြန်မာပေးတယ်မှာ900သာသမီပဲရှိတဲ့အတွက်တူတူပဲဆိုတာလေးနဲ့ဗုဒ္ဓဖူးကလည်းရာဟုရာဟုကလည်းဗုဒ္ဓဖူးပေါ့သို့တော့ ဂျိုတက်အရာကြည့်မယ်ဆိုရင်ဆရာတို့က100နဲ့ရှင်းလင်းပြအောင်လို့နှစ်ပေါင်း120တိုက်တိုင်းအသက်ရှည်ကျန်းမာအောင်လို့တော့ရာဟုဂျိုတက်12နဲ့ဂျိုတက်28လုံးကိုကြည့်ရင်တော့တမျိုးပေါ့တိုးတော့ဂျိုကြီး28လုံးကိုကြည့်ရင်တော့တမျိုးပေါ့ထားလိုက်တော့ဗုဒ္ဓဖူးကလည်းရာဟုရာဟုကလည်းဗုဒ္ဓဖူးပဲဖြစ်တဲ့အတွက်ဆရာကျွန်တော်ကဗုဒ္ဓဖူးနဲ့ပဲနေတော့ဗုဒ္ဓဖူးပဲလောက်ပါအဲ့ဒီရေတရားလေးသူဆရာလိုက်လို့ပါဒါလေးကိုလိုက်လို့ပို့လို့အကြောင်းနဲ့အားလုံးတူတူပဲလိုက်လို့အကြောင်းနဲ့မိတ်ဆွေတို့2026မှာကန်ဆာတာတက်စီဖို့ 2026မှာကန်စတာကောင်းတာတွေကိုကြိုတင်ရရှိအောင်လို့ဘာတွေလှုပ်ထားတင်တယ်လဲဆိုတော့မိတ်ဆွေတို့အနေနဲ့2020 6ခုနှစ်မှာကန်စတာကောင်းစီဖို့အတွက်2025ခုနှစ်ကစပြီးတော့ဒီဇင်ဘာနိုဝင်ဘာဒီဆရာဗီဒီယိုတင်လိုက်တဲ့စဉ်ဒီဇင်ဘာလောက်ကိုမိတ်ဆွေတို့ကောင်းကောင်းမြင်လိမ့်မယ်ဒီဇင်ဘာလောက်မှာရေတံမှု28ခုလူတာမျိုးသူမဟုတ်ရေအိုးစင်ကလေးလူတာမျိုးလုတ်ပေးပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်လာပါလိမ့်မယ်ဒါကမှဆရာကြီးကျွန်တော်တို့ကတော့ဆက်ပြီးတော့ညှိလိုက်တဲ့ဆရာရာဘုတ္တဖူးရအောင်သာသမီမိတ်ဆွေတို့ဒီ2020 6ခုနှစ်ဟာကျွန်တော်တို့ကကန်ညှက်ခဲ့တယ်ဆရာကြီးဒီထက်ပိုကန်ကောင်းအောင်ဘာတွေလုပ်တင်တယ်လဲဆိုရင်တော့ဆရာတို့မိမိရဲ့တက်စိတ်ကလေးကိုတက်စိတ်ပေါ့နော်ကိုယ့်အတက30ဆိုရင်ဝါအချောင်း30သူမဟုတ်ရင်အဲ့စတိဟိုဆရာတို့အကူပြောင်းလေးလဲကောင်းအောင်အဆိုးတွေကနေအညံ့တွေရရှိသွားအောင်လို့အညံ့အဆိုးတွေကနေပြီးတော့အညံ့တွေကိုပြောက်ပြီးတော့အကောင့်နေဘက်ကိုကူးပြောင်းသွားအောင်လို့ဒီဇင်ဘာလောက်သူမဟုတ်ရင်ဆရာတို့ဇန်နဝါရီလလောက်2026ဇန်နဝါရီလောက်လောက်မှာဝါတရားလေးလှူစေချင်ပါတယ် တက်စိတ်ကလေးလှူရင်တော့ပိုကောင်းတယ်တကယ်လို့မှဝါသနာကိုတက်စိတ်မရှိဘူးဆရာကြီးဆိုရင်တော့အနည်းဆုံးကိုလုံးတီတီလှူပေးဖို့လိုအပ်တယ်ကိုလုံးတီတီလှူပေးဖို့လိုအပ်တယ်ဖြစ်နိုင်ရင်တော့တက်စိတ်ကလေးပေါ့ဝါသနာလေးနဲ့စရီကလေးအစိုးကနေအညံ့ကိုရောက်ချစ်သွားအောင်ဥပမာဗျာကြီးကြီးပြောရရင်မြတ်စွာဘုရားရှင်ဟာဒီမင်္ဂလာမြတ်စွာဘုရားနာမှာသူ့မိသားစုတဲ့အလောင်းလာဘဝတော်ကကြောကလေးခင်းပြီးလှူခဲ့တဲ့ကုသိုလ်ကြောင့် ဒီရဲ့ဆရာတို့ဗရကဘာမှာဂေါရမရဲ့လို့ပွင့်တာပေါ့သို့တော့ထားပါလေဒါကတော့ဆရာတို့ဘာသာရေးတွေစံတဲ့အတွက်မပြောတော့ဘူးဘယ်ဘာသာမဆိုလုံးလို့ရတယ်ဆရာပြောတဲ့အကူပြောင်းလေးကောင်းအောင်လို့ပြုလုပ်ပေးလိုက်ပါဒါဆိုရင်မိတ်ဆွေပုတ်တပုရအောင်သာသမီးတွေကကန်ဆာတာညှက်မှုတွေကနေကန်ဆာတာကောင်းမှုတွေကိုရရှိလာမှာအသေးချာပဲဖြစ်ကြောင်းနဲ့ပြီးခဲ့တဲ့2025ကိုခွာချပြီးမေးလိုက်တော့ငါဟာ2026မှာကောင်းပြီဆိုတဲ့စိတ်ကလေးမန်ကလေးသွင်းပြီးတော့ဟေး2026မှာတော့ငါဟာကောင်းပြီဆိုတဲ့စိတ်ကလေးနဲ့ပဲဖြတ်တန်းလိုက်ရင်မိတ်ဆွေတို့အတွက်စိတ်ချမ်းသာစရာအားတက်စရာ တိုးတက်နိုင်စရာတွေအများကြီးရရှိမယ်လို့ဆရာကပြောလိုပါတယ်ကဲဒါဆိုရင်တော့ဗုဒ္ဓဘုရားဥဒ္ဒသမိတ်ဆွေတို့စိတ်တက်မကြနဲ့ရာဟုတသမိတ်ဆွေရောဗုဒ္ဓဘုရားဥဒ္ဒသမိတ်ဆွေရောဆရာတို့2026မှာဆရာငယ်နဲ့တူတူကံကောင်းခြင်းနေနဲ့ဆရာစောင့်နေမယ်